ကျောင်းတော်ကမဟာနာကူကထွက်မသားချင်တော့တုတ်ဆိုင်နေခဲ့ပေမဲ့ရာရှိကူကတော့ထွက်သားမယ်ပဲလုပ်နေခဲ့ပါရဲ့။ဒါကြောင့်ရာရှိကူစိတ်မချလို့ဟန်နာကူက live ဖို့ဆုံးဖြတ်ပြီးစပိန်နဲ့ထွက်ပြေးခဲ့ကြပါရဲ့။အဲဒီနောက်ဘက်စကာစီမဲလောက်တော့လဲဘက်စကာမောင်းတဲ့သူကရှီဂျီမာဖြစ်နေတယ်။တက်စီကားတော့လဲမောင်းတဲ့သူကရှီဂျီမာဖြစ်နေတယ်။မမေးပါနဲ့မင်းတို့ကငါပကြီကားထဲမှာဘေးစိမ့်မဆိုမင်းတို့ကငါကြည့်နေရလေ။ပြင်ကားသူတွေကိုကြည့်ရော်လဲရှီဂျီမာတွေပဲဖြစ်နေခဲ့တယ်။ စီစီမာတွေပဲဖြစ်နေရဆိုတာကရာရှီကိုပဲမြင်နေရတာဖြစ်ပြီးဟန်နာကိုကတော့တာမန်လူတွေပဲလို့ထင်နေရတာပါရာရှီတို့ထပီးခဲ့ကြပြီးလေထဲပြန်နေတဲ့စုတ်တံတစ်ချောင်းကနေရံမှာငါကမင်းရဲ့မိတ်ဆွေဒီကနေထွက်ပေးဖို့နီလန်းပြပြပေးမယ်လို့သူ့ဘာသာသူရေးပြလာပါတယ်စီစီကိုပုံစံနဲ့ရောက်လာတဲ့လုံချုံကြီးတယောက်ကလည်းစုတ်တံကိုဓာတ်လိုမျိုးပိုင်းချလိုက်တာပကြီစီးရဲ့ဖြစ်အကြီးပြောကြသွားပါတယ် စုတ်တံကကျမ်းမြင့်မှာဒီကနေ့ထွက်ဖို့လူသက်ဖို့မလို့ဒီကနေ့ထွက်တဲ့တကားရှိရလို့ရေးပြလာတာပါအဲ့ဒီတကားကဘယ်နာမှရှိရလဲစုတ်တံကရေးပြတော့မယ့်အချိန်ဟန်နာကကစုတ်တံကိုကောက်ယူကချိုးပစ်လိုက်တယ်ပြီးတော့ရာရှိဦးရဲ့နှစ်ဖူးကိုလက်ညှိုးနဲ့တိပြီးသတိလစ်သွားအောင်ပြူစားလိုက်ပါအဲ့နာမစ္စူဝါရိုရှိရဲ့အကြောင်းဝန်းနဲ့ပြန်လာခဲ့ပြီးယူကီအမန်နေကဟက်ကူးကျူတိုင်အောင်ခေါ်ကဟန်နာကိုပုံစံပြောင်းလိုက်ပါပြီ ခန္ဓာကိုယ်ပြောတော့ကတော့ဒီနေရာဟာတကယ်မူလားဘွားကနေဖက်တော့ခံနိုင်ရတာဒီနေရာမှာကအံ့ဖွယ်နံမဲ့လေးရှီကြီးမာရဲ့အလိုဆန္ဒတိုင်းအကုန်ဖြစ်တယ်နေဖြစ်မလားညဖြစ်မလားကြေကြွေမလားဒါရှိရဲ့ကံကြမ္မာရနောက်နှစ်ဆိုရင်မူလားကဘာမှတည်တော့မှာဒါပေမဲ့ဒီနေရာမှာဆိုရင်အချိန်ကိုပိုပြီးကြံ့ကြံ့အောင်လုပ်လို့ရတယ်ဒါပေမဲ့ဒီကဘာကလည်းမကြခင်ပြီးတော့တော့မှာအဲ့အချိန်တွင်ရရှိရောမိနာမာတို့ရောမဏ္ဍန်နေပျောက်ဆုံးမှာဖြစ်တယ်ဒီလိုပြောပြီးအမင်းတနေရာကိုဟန်နာကိုကရာရှိကိုခြီးပြီးတက်သွားတယ်။ဟန်နာကိုကမစ်ဆူမာပါလိုက်တာဝတ်ပြင်လိုက်ပြီးအပိုင်းကိုတော့ဒီမှာပြီးဆုံးတာပါပဲ။ ရာရှိယိုက HR ဆောင်နေတာဖြစ်လို့သူသေမယ်လို့ပြောနေတဲ့ဇာတ်ကားတွေကိုပါကြားသွားခဲ့ပါတယ်။ဟန်နာကိုကလေဝင်တဲ့အတူအချင်းငန်းတစ်ခုမှာရာရှိယိုကိုဂရင်နဲ့သွားထည့်ထားလိုက်တယ်။ဟန်နာကိုကဒီလိုလောက်ရတာကဒီဘက်ကဘာပူကောင်းလို့ရာရှိယိုနမ်းပြီးဒီဘက်ကဘာကကောင်းသွားရင်ပြန်လာခေါ်မယ်လို့ပြောတာထွက်သွားပါပြီ။ချီချီမာကအချိုကန်းစီရောက်လာပြီးချောကလက်ကိုစာရွက်မှာပုံဆွဲကအပြင်ဘက်ကိုထုတ်လိုက်တယ်။ချောကလက်ကိုသူလဲစားသလိုရာရှိယိုလည်းကြွေပြီးစကားထိုင်ပြောနေခဲ့တာပါ။ ဟန်နာကိုရဲ့ဆန္ဒကတော့ရာရှိအိုအနေနဲ့ဒီမှာပဲဆက်နေပြီးသေဆုံးခြင်းကိုသတိမထားမိပဲနေမြေတိုင်းဆက်နေတာဖို့ဖြစ်ပါလေ။အဲ့ဒီအချိန်မှာရာရှိအိုကမူလကပါစီပြန်သွားခြင်းပြီးဘာမှအတိမပေးပဲလှုပ်ခဲ့တဲ့ဟန်နာကိုကိုလည်းဒေါသထွက်နေရကြောင်းအနားမှာရှိတဲ့ရှိကြီးမာကိုပကြီဆွဲတဲ့တန်လှန်နဲ့ချင်းချောက်ပါလေ။အဲ့ဒီတန်လက်ကလူသက်လို့မရတော့အမှန်ပါ။အဲ့ဒီမှာစုကဆာရောက်လာပြီးသူ့ရဲ့ဆွမ်းနဲ့အချုပ်ခန်းတန်နိုင်တွေကိုကျူးအောင်လှုပ်ပစ်လိုက်တယ်။အဲ့ဒါရာရှိအိုနဲ့ရှိကြီးမာကိုအဝေးရောက်ပို့လွှတ်ခြင်းနဲ့တနည်းအားစီကိုပို့လွှတ်လိုက်ပါတော့တယ်။ မီနာမာတို့ကတော့ဒီဘက်ကမှရာရှိကိုထားရင်တကယ်ပဲတက်ရှင်မှလာတွေးနေပါတယ်။ထပြီးရှီဂျီမာကိုရှင်းလိုက်ရင်ဒီကိစ္စတွေရှင်းမိမလားလို့ပြောရင်ပဲမီဆူဘာကတော့ဒီလိုလုပ်ရင်ဟန်တာကူကလည်းဝင်သားမှာပဲလို့ပြောလာတယ်။အဲ့ဒီချိန်စုတ်တန်ဂျိုကမီဆူဘာကောင်းကိုဖျက်ရိုက်ချလိုက်တယ်။ရာရှိကိုသတိပြန်ရလာတော့ခုန်တန်းတစ်ခုပေါ်မှာဖြစ်ပြီးဘယ်နေရာရောက်နေမှမသိရသေးပါဘူး။ရှောက်ကြည့်ရောစီးရုံတစ်ခုမှာဖြစ်ပေါ်ရပြီးရှီဂျီမာကိုအခန်းတစ်ခန်းရှိမှရက်ကအခန်းထဲကြည့်နေတာတွေ့ရတယ်။အခန်းထဲမှာကရှီဂျီမာစီးရုံတက်နေတော့ကအချိန်ဖြစ်ပြီးလက်ထဲမှာလည်းပကြီးစာအုပ်တုပ်ကိုပိုက်ထားပါရဲ့။ ။ရှီဂျီမာကအဲ့ဒီလူနာရှီဂျီမာကိုသူကင်နေကြဓာတ်နဲ့ထိုးဖို့ဝင်သွားလို့ရာရှိကိုလည်းတားလိုက်ရတယ်။အဲ့ဒီမှာပဲအနောက်ရောင်အနောက်ဆက်တွေထပ်ပေါ်လာခဲ့ပြီးရှီဂျီမာကအဲ့ဒီနောက်ဆက်တွေကိုတိုက်ခိုက်ပါရဲ့။ဓာတ်ကိုခွင်ကောင်းယူပြီးလူနာရှီဂျီမာကရာရှိကိုလက်ကိုဆွဲပြီးအချမ်းမြင့်ကိုထွက်ပြေးသွားခဲ့ရပါလူနာရှိချီမာကသူ့ကိုပန်ကိတ်ကျွေးရင်ဖက်ပေါက်ပြပေးမယ်ပြောလို့ရာရှိကလည်းစိတ်ယုံကန်တယ်မှာလိုက်ပြီးကျွေးရတယ်။လူနာရှိချီမာခွန့်ကျွေးရဲ့ပန်ကိတ်ကိုစားကြည့်လိုက်တော့အရသာတော်တော်လေးရှိရာသိလိုက်ရပါတယ်။ဒီမှာရပိုင်းတစ်ဆယ်ကပြီးဆုံးသွားပါတယ်။